ဘသူတွေပါပဲပြောပြောအသင်းရဲ့လုပ်ငန်းစဉ်ကိုယုံကြည်တဲ့အာဆင်နယ်ပလေယာများဒီဗီဒီယိုကျွန်တော်ရိုက်ကူးဖြစ်တာကဝီလျံဆာလီဘာအသင်းနဲ့စာချုပ်တက်တန်တိုးဖို့ခေါင်းညှင်းလိုက်တဲ့ကိစ္စနေကျွန်တော်စတာပဲအရှိမတော့ဂေဗီယယ်မကာကြီးတက်တန်တိုးခဲ့တဲ့လူးဝစ်စကယ်လီအီတန်ဝန်နရီထရော့ဆာအဲ့ကစားမကြီးတက်တန်တိုးခဲ့တဲ့ ဒါပေမဲ့အဲ့ကိစ္စအထိကျွန်တော်တိတ်မပြောဖြစ်သေးဘူးဒါပေမဲ့ Real Madrid လိုမျိုးကြိုက်တာပြောမိုက်တာပြောလူချင်းသမားအရာတွေဖြည့်ဆည်းပေးမယ်ဆွဲဆောင်မှုအရန်ကောင်းတဲ့အသင်းမျိုးတောင်မှမသွားဘဲနဲ့ Arsenal မှာဆက်ပြီးနေဖို့ရွေးချယ်လိုက်တဲ့ကစားသမားတဦးကိုတွေးလိုက်တဲ့အခါမှာတော့ဒီအသင်းရဲ့သွားနေတဲ့လုပ်ငန်းစဉ်တွေကစားသမားတွေကိုဆွဲဆောင်ထားတာရဲ့ကစားသမားတွေကိုယ်တိုင်ကအသင်းကိုယုံကြည်တာရဲ့တော့ကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်တီးတန့်ပြုလုပ်ဖို့ဒီလုံလောက်တဲ့အချက်လက်တွေပဲဟုတ်တော့ကြည့်တဲ့အခါမှာ William Saliba လိုမျိုး ဈေးကောင်းရနိုင်တယ်အသိနိုင်လည်းလူချင်းနေတယ်အသက်ရွယ်လည်းအကောင်းဆုံးချိန်နိုင်ငံလေးစဉ်အသိမှလည်းအဓိက player အင်မိတ်လည်းကြီးမားတဲ့ကစားသမားလူချင်းနာမသမျှတောင်းလို့ရတဲ့အချိန်မှာဘာကြောင့်အာဆီနယ်မှာဆက်ပြီးနေဖို့ရွေးချယ်လိုက်လဲဒီဘီလိုရိုက်နေတဲ့အချိန်ထိတော့ဝီလန်ဆာလီဘာဒီအာဆီနယ်နဲ့တရင်ဝင်လက်မှတ်ထိုးမှုမလုပ်ရသေးဘူးဒါပေမဲ့ gentleman agreement လို့ခေါ်တဲ့အေဂျင့်ရဲ့ကစားသမားရဲ့အာဆီနယ်တာဝန်ရှိသူကြားထဲမှာတော့အားလုံးသဘောတူညီမှုတစ်ခုရသွားခဲ့ပြီတချို့အသေးစိတ်အချက်လက်တချို့ပဲသူတို့ဆွေးနွေးနေကြပါလေအဲ့တော့ ဝီလျံဆာလီဘာအာဆင်နယ်မှာဆက်ပြီးနေဖို့ရွေးချယ်လိုက်တဲ့ခါမှာကျွန်တော်ဘာသွားတွေ့လဲဆိုတော့ဒီအသင်းကိုပဲ့ကင်နေခဲ့တဲ့အသင်းကိုသွားနေလုပ်ငန်းစဉ်ကိုလည်းခြားပြထားတဲ့အိုက်ဒါအဓိကအခေယာပဲအိုက်ဒါနဲ့ပတ်သက်ပြီးကျွန်တော်မကြိုက်တဲ့အချက်လေးရှိတာမှတ်မိမဲ့ဒီအသင်းကိုဒီလိုမျိုးပြန်ဖြစ်လောင်အထိတစ်ကနေပြန်ဆပြီးလုပ်ပေးခဲ့တဲ့နီးပြဖြစ်တော့ကျွန်တော်လုံးဝ appreciate ဖြစ်ရမယ်ဒီနေရာမှာမနေ့ကကျွန်တော်လုပ်ခဲ့တဲ့ဗီဒီယိုတွေရလို့ပဲလို့လေ အာဆင်နယ်ပလေးယာတွေဒီအိုက်တာနဲ့ပတ်သက်တော်တော်လေးမှ respect ရှိကြတယ်အိုက်တာကိုယုံကြည်ကြတယ်အိုက်တာနဲ့ပတ်သက်ပြီးသူတို့လေးစားမှုအပြည့်အဝရှိတယ်လုံနိုင်မယ်လို့လည်းသူတို့ယုံကြည်တဲ့နေပြထုတ်ပြရှိတယ်အဲ့တော့သူတို့ကိုယ်တိုင်ကရှေ့ဆက်သွားမဲ့လမ်းတွေမှာဒီအသင်းမှာပဲသူတို့ကိုသူတို့ဆက်ပြီးချီနှောင်လိုက်တာတွေ့ရတယ်တုံတုံသာဒီအသင်းကဘာမှဖြစ်လာတော့မှမဟုတ်ဘူးဆိုတဲ့ခံစားချက်မျိုးသားရှိရင်သူတို့ဘယ်နေမလဲဖလားပဲရရပတ်စံပဲရရအင်မိတ်ရဖြစ်ဖြစ်ပုံမှန်ပွဲထွက်ဝင်ပဲရရအဲ့လိုအသင်းတွေသူတို့သွားမှာလစ်မှာပဲဒါပေမဲ့အိုက်တာပေါ်မှာသူတို့ယုံကြည်မှုရှိတယ် အတင်းသွားနေတဲ့ project ရလည်းကောင်းမွန်ညွှန်ပေးဆိုကစားသမားတွေဝယ်ထည့်ပြီးထားတယ်ပြီးတော့အတင်းကတရားဒီမှာဘယ်လိုမျိုး first တစ်ခုကိုရောက်ပြီဆိုတာအစသူတို့ကိုချပြထားတဲ့ပုံစံမှာရှိတယ်ဒါကြောင့်မလို့ဒီကစားသမားကြီးဆက်ပြီးနေလို့ထင်တယ်ပထမတစ်ယောက် Gabriel Magahe Gabriel Magahe ကိုပထမ sorry glad ဒီစပြီးကန်လန်တုံးကလောက်ခရတာ share ပေးတာလက်ရှိ Arsenal မှာရနေတဲ့လောက်ခရတာရဲ့နှစ်ဆသုံးဆအထိပေးတာဒါပေမဲ့ Gabriel Magahe ဒီ Arsenal မှာဆက်ပြီးနေဖို့ရွေးချယ်သွားတယ်သူ့ရဲ့အသက်အရွယ်ကငယ်တော့တဲ့အသက်အရွယ်ထဲမှာမပါတော့ဘူး 29တန်းနဲ့ရောက်လာခဲ့ပြီအဲ့ဒီအသက်ရွယ်သည်နောက်ထပ်နှစ်နှစ်သုံးနှစ်လောက်ဘောလုံးကစားရတဲ့စိတ်ကြိုက်လားသာတောင်းဖို့မလွယ်တော့တဲ့အသက်ရွယ်အခုနေသာထွက်မယ်ဆိုစိတ်ကြိုက်လားသာရသေးတယ်ဒါပေမဲ့ဂေဗီယယ်မဂါဟီကတော့အသင်းမှာဆက်နေဖို့ရွေးချယ်လိုက်တယ်ဒီအသင်းနဲ့ပဲသူအောင်မြင်ခြင်းနဲ့ပြင်ပကလန်နဲ့လောက်ခလာဆိုင်ထက်စားလို့ရှိရင်ငွေကြီးထက်ဆိုင်ဒီအသင်းကိုရွေးချယ်လိုက်တယ်ဗောဗျာနောက်ထပ်ကစားမလေးနှစ်ဦးဖြစ်တဲ့အီတန်ဝန်နီနဲ့လူးဝစ်စကယ်လီအကောင်းဆုံးရွယ်လေးတွေငငယ်လေးရှိတဲ့ဆိုပေမဲ့ သူတို့နဲ့ပတ်သက်ပြီး Wanderi ဆိုလဲ Manchester City Chelsea အဲ့လိုအသင်းနဲ့တည်င်းတွေထွက်ခဲ့တာပဲ Louis Kelly ဆိုလဲ Real Madrid ကထောက်လျှောက်သူ့ရဲ့အမေကိုချဉ်ကပ်မှုတွေလုပ်တယ်ဒါပေမဲ့သူတို့ဒီ Arsenal ရွေးချယ်လိုက်တယ်ဒီအသင်းကသူတို့အတွက်တခုခုမြေတောင်မြောက်ပေးနိုင်မယ်ပွဲကစားခွင့် game minute တွေပေးနိုင်မယ်ဒီအသင်းမှာသူတို့ရဲ့အနာဂတ်တခုခုနေရာရှိနိုင်မယ်ဆိုတဲ့ခံစားချက်မျိုးနဲ့ရွေးချယ်လိုက်တယ်ဒီနေ့မှာအာယီတာဒီဒီကစားမိုက်နဲ့ပတ်သက်ပြီးတော်တော်လေးဥမာအင်ထရိုဝင်တာကောင်းလာသလိုအန်ဒရီဘာတိုက်ရည်ချင်းတွေကိုလည်းအတိမတ်ပြုတ်ရမယ်ပြီးတော့အသင်းရဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေရဲ့ဒီကစားမိုက်နဲ့ပတ်သက်ပြီးတော့ဟိုးတုံးတွေကအကယ်ဒမီမှာကင်တွေခဲ့တာကိုလည်းကျွန်တော်တို့ appreciate ဖြစ်ရမယ်ပေါ့လေဒါကတော့ဒီပိုင်းနောက်တစ်ယောက်ကတော့ trosset trosset လို့ကစားသမားမျိုး gaming နဲ့ကောင်းကောင်းရတဲ့အသင်းတွေကိုသွားဖို့အခွင့်အရေးရှိခဲ့တယ်တော်များ 2DK ကလပ်တွေဖြစ်ဖြစ် Premier League မှာအခြား club တွေဖြစ်ဖြစ်သူ့ကိုပွဲကစားခွင့် minute တွေအများကြီးပေးမယ်အာဆင်နယ်မှာလို့ရန်ကုန်ထားရမှာမဟုတ်ဘူး။ဒါပေမဲ့အဲ့ဒီဆွဲဆောင်မှုတွေကို तू ကသွားမဲ့အစားအာဆင်နယ်မှာပဲဆက်နေတယ် ဆာယုတ်တန်အများကြီးတူလိုက်တာမဟုတ်ဝိမဲ့လာစာနေနေလေးတူပြီးတော့2029ခုနှစ်တည်းရှိတဲ့စာချုပ်ပုံစံမျိုးဆက်ပြီးနေသွားတာအဲ့တော့ဒီနေရာမှာဒီကစားမားတွေအပြင်မှာနောက်ထပ်ရှိသေးတယ်လိုကိုညာဆာယုတ်တန်ကုန်ပြီဒါပေမဲ့အလိုလျောက်တက်တန်းတုတ်ခွေတနှစ်ဆိုတာကိုအသက်သွင်းပြီးတော့အသင်းရဲ့တခုခုပြောင်းရွှေ့ကြေးလေးရအောင်ဆိုပြီးအသင်းအတွက်လှုပ်ပေးသွားဒါမျိုးပေါ့လေအဲ့တော့ ကစားသမားတွေဒီအသင်းကိုချစ်တာလဲပါတယ်လို့ဒီအသင်းရဲ့နီးပြဖြစ်တဲ့အိုက်တာပေါ်မှာသူတို့လေးစားမှုအပြည့်ရှိလို့အိုက်တာနဲ့ဆက်သွားရင်တခုခုတော့ဖြစ်နိုင်တယ်ဆိုတဲ့ခံစားချက်နဲ့ဆက်ပြီးနေကြတာအဲကြောင့်မို့ဒီအသင်းသွားနေတဲ့လုပ်ငန်းစဉ်တွေကကျွန်တော်တို့ဘေးရလူတွေအနေနဲ့ပြောချင်ရပြောနေတယ်ဆိုပေမဲ့လည်းသူတို့အသင်းတွင်းမှာတော့အသင်းရဲ့တာဝန်ရှိသူတွေနီးပြတွေကစားသမားတွေတတော်များများဒီဒါအသင်းရဲ့အားလုံးဝန်ထမ်းတွေပေါ့လေသွားနေတဲ့လုပ်ငန်းစဉ်ကမှန်တယ်လို့သူတို့ကောက်ချက်ချလို့ဒီမှာဆက်ပြီးနေတာ ဒါကြောင့်မို့ကျွန်တော်အနေနဲ့ဖလားတစ်ခုခုနဲ့တက်တည်ပြနိုင်ပြီဆိုလို့ရှိရင်တော့အာဆင်နယ်ဖန်တွေအပြုံမှအခြားပြိုင်ဘက်ဖန်တွေကမှပို့ပြီးတော့ဒီအသင်းနဲ့ပတ်သက်ပြီးလုပ်ငန်းစဉ်တွေမှန်နေဆိုတာကိုယုံကြည်လာကြမယ်။လောလောဆယ်ကျွန်တော်တို့ဒီအိုက်တန်နဲ့ပတ်သက်မကြိုက်လို့ပြောတာမဟုတ်ဘူး။တချို့ချက်လက်လေးမှာကျွန်တော်တို့လိုအပ်တဲ့ဆိုတဲ့ပုံသဏ္ဍာန်တွေထောက်ပြတာအထူးသဖြင့်အနာပေးတဲ့အခါမှာအနာပေးတချို့ပိုင်းလေးမှာတော့အဓိကကစားမကြီးသုံးကျင်တော့အဲ့လိုပုံသဏ္ဍာန်မျိုးတော့ဗောလေ။ဘာပြောပါ အိုက်တာလဲညံ့တဲ့နီးပြတယ်မှာတော့မပါဘူး။ဒါပေမဲ့ဆူဖလားယူနိုက်တဲ့နီးပြတအူဖြစ်ဖို့အတွက်ဆိုရင်တော့ဒီယာတီကသူ့အတွက်အဆုံးဖြတ်ပဲ။ဒါမှမဟုတ်အတင်းကသူ့ကိုဆက်ပြီးအချိန်ပေးမယ်ဆိုလဲပေး။ဒါတော့ကျွန်တော်တော်ပြီးစိုးမိုးလို့ရတဲ့အရာတော့မဟုတ်ဘူး။ဒါပေမဲ့ဒီအစုအဖွဲ့ဒီလို quality တွေကိုအိုက်တာဒီနဲ့ပို့ပြီးတော့ကောင်းမွန်စွာကင်တွေနိုင်မယ်ဆိုတော့ကျွန်တော်လည်းပျော်ရတဲ့ဆူဖလားတွေရလာမယ်။သူ့အနေနဲ့နောက်ထပ် level တစ်ဆင့်မြင့်သွားမယ်နီးပြတအူဖြစ်လာတော့မှာပါ။အခုမကြခင်မှာဘူကောက်ဆာကလည်းအတင်းမှာတက်တန်းတိုးနိုင်ချေအရေးအောင်တွေတွေ့မြင်နေရတယ်။ဒါပြီးရင် Martinelli တို့ နောက် Dickan Wright တို့ Marty Odegaard တို့အဲ့ဒီကစားသမားတွေစာချုပ်ကိစ္စတွေလည်းအနှီးအမြန်ရောက်လာတော့မယ်အဲ့တော့အိုက်ဒါနေနဲ့ဒီတော့တွင်းမှာဒီယာတီမှာစူဘလာတခုခုအသင်းအတွက်ယူပေးနိုင်လားကစားသမားတွေရောနီးပြအတွက်ပေးသက်အတွက်အသင်းအတွက်ပေးဆက်ပြီးကစားတာမြင်ရတယ်တခါလေကြိုက်ရင်တော့ emotion တွေရပွဲတွင်းမှာ focus ပျောက်ပြီးတော့ဟိုတင်းဝမမိတာလေးဖြစ်တယ်ဆိုပေမဲ့ကစားသမားတွေအားလုံးကတော့အသင်းအတွက်တရားခိုင်တို့အပြည့်ပေးဆက်နေလို့ကျွန်တော်မြင်တယ်အခု အဓိကသူတို့ဘဝရဲ့အလှည့်ပြောင်းဖြစ်တဲ့စာချုပ်တက်တန်းကိစ္စဒီမှာလဲဒီအသင်းတော်ပဲရွေလိုက်တာကိုတွေးရရင်ဒီအသင်းရဲ့လုပ်ငန်းစဉ်တွေဒီအသင်းရဲ့နီးပြနဲ့ဒီအသင်းနဲ့ပတ်သက်ပြီးလူတွေဝယ်ပေးတဲ့ဘုတ်ဖွဲ့ရဲ့သွားနေလုပ်ငန်းစဉ်တွေအပြည့်အဝယူကြလို့ထင်တယ်အဲ့တော့ကျွန်တော်ညီကိုညီနဲ့လဲတေကြတဲ့ပွဲတွေရှုံးတဲ့ပွဲတွေနိုင်တဲ့ပွဲစဉ်တွေမှာကျွန်တော်အနေနဲ့အတူတကွအောင်ပွဲခံမယ် fighting လုပ်မယ်အတူတူပေါ့ဗျာဒါပေမဲ့နီးပြရဲ့အနေထားကတော့ယာတီကုံမှာပဲကျွန်တော်တို့ဆုံးဖြတ်ရမယ်လို့ထင်ပါတယ်အဲ့တော့ဘယ်လိုထင်လဲ ဲ့တော့ကျွန်တော်နောက်ဆုံးအဆုံးသတ်လိုက်ရမယ်ဆိုရင်ကစားသမားတွေဒီအသင်းမှာဆက်ပြီးနေရဆိုတာကနီးပြောက်ယုံလို့ဒါမှမဟုတ်အသင်းရဲ့ကစားသမားဝယ်ဖြစ်နေတဲ့အပိုင်းကိုယုံလို့နောက်တစ်ချက်ကအသင်းသွားနေတဲ့တင်းဝော့မှာဖလားတစ်ခုရနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ရှိလို့နောက်တစ်ချက်ကတော့အသင်းအားစားဒါရိုက်တာအန်ဒရီဘာတာတို့အာရီတာတို့ဆွဲဆောင်မှုကောင်းလို့ဒါလေးတွေတော့ကျွန်တော်တွေ့မြင်ရတယ်ကျွန်တော်เนี่ยဒီပြင်ပလူတွေအမျိုးမျိုးပြောနေတယ် ကိုယ်တိုင်ခံမှန်းမှုတွေလုပ်နေတယ်ဒါနဲ့ပတ်သက်ပြီးဒီခါကျရင်ပိသက်အမြင်နဲ့မကြည်မနှက်လေးရှိရမှပြင်မဲ့အသင်းတွင်းမှာတော့ကစားသမားတွေဒီနီးပြနဲ့ပတ်သက်ပြီးယုံကြည်မှုအပြည့်အဝရှိလို့အသင်းတောင်းရှိရတဲ့အိုင်ဒါနဲ့ပတ်သက်ပြီးပံ့ပိုးမှုတွေရှိတယ်စီးလုံးမှုတွေလုံးဝရှိနေတာဖြစ်တဲ့အတွက်စူဖလားတွေကိုယူနိုင်နိုင်မယ်လို့တော့ကျွန်တော်ကယုံကြည်ထားတယ်တခါလေကြလို့ရှိရင်အိုင်ဒါနဲ့ပတ်သက်ပြီးတော့စူဖလားယူနိုင်တဲ့ဘက်မှာတန်တရားဝင်ပြီးတာမှပြင်မဲ့ကစားသမားတွေကအိုင်ဒါကိုအပြည့်အဝယုံကြည်တဲ့အခါမှာတော့အိုင်ဒါလည်းဒီထက်ပိုပြီးကောင်းလာနိုင်တဲ့နီးပြတူဖြစ်တော့ ဖြစ်လာမလားဆိုတော့ကျွန်တော်မျှော်လင့်မိတာပေါ့လေအချိန်တွေကတဖြည်းဖြည်းနဲ့လူကိုပို့ပြီးကောင်းသွားစရာဖြစ်လို့တခါကျရင်လည်းအဲ့အချိန်တွေကပဲလူတယောက်ကိုပရက်ရှာဝင်သွားတာလည်းဖြစ်နိုင်တယ်အဲ့တော့အာဆီနယ်တင်းရဲ့ အဓိကကြိုးပလေးယာဖြစ်တဲ့ GB မကာရေးဝီလန်ဆာလီဘာအပြင်မှာစာကောင်နဲ့တက်တန်းတူတိုင်းမှုတဖြည်းဖြည်းနီးစပ်လာပြီးလို့ကြားသိရတယ်။လူငယ်ကစားသမားလေးဖြစ်တဲ့အီတန်ဝန်ဒီလူးဝစ်ကယ်လီအပြင်မှာအသင်းရဲ့အရန်ကစားသမားစူပါဆက်ဖြစ်တဲ့ထရော့ဆက်ကလည်းအသင်းနဲ့တက်တန်းတူနိုင်ခဲ့တဲ့အပိုင်းတွေရှိတာဖြစ်တဲ့အတွက်အာဆင်နယ်တင်းသွားတဲ့လုပ်ငန်းစဉ်တို့ကစားသမားတွေအပြည့်အဝယုံကြည်တယ်လို့ကောက်ချက်ချလို့ရသလိုခရွန်ကီတို့ကလည်းအာဒီဒါလိုအပ်တာမှန်သမျှပံ့ပိုးပေးနေဖြစ်တဲ့အတွက်အာဒီဒါနဲ့နီးပြအဖွဲ့ဝင်တွေဒီယာဒီမှာစူပလာတစ်ခုယူသွားနိုင်မလားစောင့်ကြည့်သွားမှာပါ ပလီယာတွေအားလုံးကတော့အိုက်တာနဲ့ပတ်သက်ပြီးတော့လေးစားမှုအပြည့်ရှိတယ်ဒီနီးပြနဲ့ပဲအနာဂတ်ကိုဆက်ပြီးတော့တွားကျင်နေကြပါတယ်အဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောလဲဖြစ်ကစားခြင်းဘိုင်ဘာဖုန်းနံပါတ်တုံညာကို46 46လုံးတုံညာ3တိန်နံပါတ်တုံညာကို9963ခေါင်းဆောင်နေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးတော့ကိုထုတ်စီမှာတရက်အကောင့်လာဖွင့်လို့ရပါတယ်အားလုံးကိုလည်းညွှန်ထွေးထွေးကြိုဆိုပါတယ်ခင်ဗျာ